အားလုံးမင်္ဂလာပါ Maskai MM ကကြိုဆိုပါရစေ။ခရစ်တင်ကန်းစာကတော့ Grade 7 Mask 2အခန်းငါ။စဝိုင်းတင်ကန်းစာက Legend 5.5ရဲ့အကျဉ်းရှိနေတဲ့တာနံပါတ်456ကိုဆက်ပြီးလေ့လာကြမယ်။ပုံစံနံပါတ်4ကိုကြည့်မယ်ဆိုရင်ပြီးတာချက်လေးတွေတစ်ချက်ကြည့်အောင်။ Oppo ရှိစဝိုင်းတွေ့ရမယ်။နောက်အချင်းမြင် SQ နဲ့ PR ဆိုတော့တွေ့ရမယ်။ပြီးတော့အချင်းမြင်ရှိပြီဆိုကြတဲ့ကစဝိုင်းချင်းဖြစ်ပေါ်လာမယ်။စဝိုင်းချင်းတစ်ခုတွေ့မှရှင်းတော့တော့60ဒီဂရီဆိုတဲ့ချက်လေးကို မှတ်ထားရမယ်။အဲဒါတစ်ချက်ပေါ့နော်။အာဒီမှာဆိုရင် A နဲ့ B ရဲ့တန်ဖိုးရှာပေးရမယ်။ down RSQ 60 degree ပြီးလာတယ်။ RSQ ကနေမှဆက်ဆက်ပြီးတော့ down A ဖြစ်စေ B ဖြစ်စေတခုခုကိုရှာလို့ရမလားဆိုတော့စဉ်းစားကြည့်အောင်။ down RSQ ဆိုတာကအဝန်ပိုင်းငယ် QR ကနေမှဂျန်နက်ဝန်ပိုင်းမှာခံဆောင်ထားတဲ့ down လေးပေါ့နော်။ဒီတော့အဝန်ပိုင်းငယ် QR ကနေမှခံဆောင်ထားတဲ့ down က down RPQ ပုံမပေးတာရ B ဆိုတော့တောင်းလေးရှိသေးတယ်။အတနည်းအားဖြင့်ဒီစဝိုင်းပြ RSPQ တဲမှာတောင်း RSQ ရဲ့တောင်း RPQB နှစ်ခုဟာရှိနေတယ်။ဒါကြောင့်မို့ B ဆိုတာက60ဒီဂရီဖြစ်ဆိုတော့ချက်ကိုရမယ်။စဝိုင်းကျန်းတစ်ခုတုံးရှိတဲ့တောင်း60ဒီဂရီဆိုတာတည်ထားပြီးကြောင်းလို့ A နဲ့ B ပေါင်းလိုက်လို့ရှိရင်ဒီတောင်းလေးက60ဒီဂရီဖြစ်တယ်။ B ရှာရပြီဆိုတော့ A ရတံမိုးလေးရမယ်။ဒါလေးတွေကိုချက်တွေ့ကြည့်မယ်။အဲကျွန်တော်နံပါတ်လေးတွေကိုဆက်ချက်တွေ့ကြည့်အောင်။ RQ က၄ကျိုးဖြစ်တယ်ဒါလည်း၄ကျိုး၄ကျိုးကနေမှခန်းဆောင်ရတဲ့တောင်းဖြစ်တာကြောင့်မလို့တောင်း RSQ နဲ့တောင်း RPQ တနည်းပြီး B တို့ဒီစဝိုင်းပြဲ RSPQ တို့မှာရှိတောင်းဖြစ်တယ်တောင်း RSQ က60 DQ ပေးထားခြင်းရှိတယ်တိုးကြောင် B is equal to တောင်း RSQ equal to 60 DQ ဆိုရလာမယ် A ကိုရှာဖို့အတွက် SQ အချင်းဆိုတာလေးကိုပေးထားခြင်းရှိတယ်ဟက်ကူချင်းပြပြကြမလို့တောင်း SPQ လီ စဝိုင်းချန်တွင်ရှိတောင်ဖြစ်သည့်ထို့ကြောင့်တောင် SPQ က90 degree တောင် SPQ ဆိုတာက A နဲ့ B တောင်တစ်ခုပေါင်းတာတွေ့ရတယ်။ဒါကြောင့်မလို့ A plus B က90 degree A ကိုလိုချင်တဲ့ B ရရှာပြီးတော့60 degree ရှိကြောင့်မလို့ A ကိုတွက်လိုက်ခါမှာ30 30 degree ရမယ်။နံပါတ်၄မိငုံအတွက်အဖြေက A ရ30 degree B ရ60 degree ရမယ်။နံပါတ်၄လေးကိုနားလည်ပြထင်ပါရယ်။နံပါတ်၅ပုံလေးကိုကြည့်လည်လာကြည့်အောင်။ဒါကဘာတွေ့ရလဲဆိုရင် O ဘိုးဖြစ်သွားတဲ့အချင်းချင်း PR တွေ့ရမယ်။ ရှာပေးရမယ့်တောင်းတွေက A ရဲ့ B ရဲ့ C ရဲ့ရှာပေးရမယ်။ပေးလိုက်ချက်ကဒီမှာတောင်း QPR 25 degree ရဲ့တောင်း PQS 60 degree ဆိုပေးထားတယ်။ ABC သုံးခုမှာပေးထားတဲ့တောင်းတွေနဲ့ဆက်ဆက်ပြီးတော့ရင်ရှာကြည့်ရအောင်။တောင်း QPR 25 degree ဆိုတာကဝမ်းပိုင်း QR ကနေမှာကျန်တဲ့ဝမ်းပိုင်းခန်းဆောင်တဲ့တောင်း။နောက်တောင်းတစ်ခုက QSR တောင်း B ဆိုတာရှိမယ်။ ဒီတောင်းနှစ်ခုကစဝိုင်းပြက် GPS မှာရှိတဲ့တောင်းနေပေါ့နော်ဒါကြောင့်မလို့ B ရဲ့တောင်းမှုသိလာမယ်တောင်း PQS 60 degree ပေးထားတယ်နောက်တစ်ခုကတောင်း PRS လို့ပြောလို့ရတယ် A တောင်း A လေးကလည်းဘုံဘငယ် PS ကနေမှာခံဆောင်ရတဲ့တောင်းတနည်းအားဖြင့် A နဲ့60 degree ဆိုတာစဝိုင်းပြက် PQRS အတွင်းမှာရှိရတောင်းဖြစ်တယ်ဒါကြောင့် A ရဲ့တံမိုးလည်းရလာပြီ A ရလာပြီ B ရလာပြီဆိုတော့ C ရဲ့တံမိုးဘယ်လိုလုပ်မလဲဒီအချင်းချင်း PR အကြောင်းမလို့ ဆဘာကျန်တခုအတွင်းမှာရှိတောင်းတောင်းက60ဒီဆိုတည်ရွားတယ်ဒီသတိကန် PSR မှာ A တမိုးရှာပြီးတော့ပြီး B တမိုးရှာပြီးပြီဆိုမဲ့လေဒီမှာသုံးဖို့အောင်မလို့တော့ဘူး PSR 60ဒီဖြစ်အောင်မလို့ဒီသတိကန်လေးရတယ်မှာစီတမိုးလို့ရမယ်ဒါလေးကိုချက်တက်ကြည့်မယ်ဒီမှာဆိုလို့ရှိရင် A ရှာဖို့အတွက်တောင်း PQS PQS နဲ့ A တို့လေးဆိုရင်ပြ PQRS အတွင်းမှာရှိတဲ့တောင်းဖြစ်တယ်ဒါကြောင့်မလို့ A ရဲ့တန်ဖိုးက60ဒီဂရီရမယ် ောက်တစ်ခါတော့ QPR နဲ့ B တို့ဟာဆိုင်းပြက် QPSR တို့မဟုတ် RSPQ တို့မှရှေ့တောင်းဖြစ်တယ်ထို့ကြောင့် B ရဲ့တံပေါ်လည်း25ဒီဂရီထွက်လာမယ်နောက် PRD အချင်းချင်းဖြစ်တယ်ဒီပုံလေးမှာဆိုအချင်းချင်းဖြစ်တယ်ဒါကြောင့်မလို့တောက် PSRD ဆိုင်းချက်တွေ့ရှိတောင်းဖြစ်တယ်ထို့ကြောင့်တောက် PSR 90ဒီဂရီရမယ်ဒီတိကံ PRS မှာတောက် C ဒီတောင်းလေးရဲ့တောင်း PSR လေးရဲ့ A ရဲ့ဘောင်းရင်း dash 30 degree ဖြစ်တယ်။ဘာကြောင့်ဆိုတော့တတိယပြန်တော်ရဲ့ဘောင်းလားဖြစ်တယ်။စီတံမိုးလိုချင်တဲ့တောင်း PSR 90 degree ပြပြီးတော့ပြီးတောင်း AR 60 degree ပြပြီးတော့ပြီးဆရာတဲ့ခါမှာ C ရဲ့30 degree ရမယ်။ပုံစံနံပါတ်5ရဲ့ဖြစ်ရ AR 60 degree ပြရ25 degree C ရ30 degree ရမယ်။နံပါတ်5လေးလည်းနားလည်းမထင်ပါဘူး။နံပါတ်6လေးကြည့်မယ်ဆိုရင်နံပါတ်6လေးမှာဘာတွေတွေ့ရလဲဆိုတော့ down x နဲ့ y ရဲ့တန်ဖိုးလေးရှာပေးရမယ်။ ဒီမှာလေးကျိုး PR နဲ့ SQ စုံမှတ်နေရမှာ down degree ပေးတာ95 degree down PRQ 30 degree ပေးထားတယ်ဒီပုံလေးမှာဆိုလို့ရှိရင်ဒီလေးကျိုးနှစ်ချောင်းစုံတဲ့မှတ်လေးကိုအမှတ်တစ်ခုထားပေးရမယ်95 degree ရဲ့ကက်ရက် down လေးကိုနံပါတ်တစ်ခုပေးထားတဲ့ alpha လေးပေါ့နော်ဒီကက်ရက် down ကနေယူပြီးတော့ alpha ကိုရှာပေးရမယ် alpha ရပြီဆိုရင်ဒီမှာရှိတဲ့တတိကံလေးမှာတောင်း3000ပေါင်း180ဆိုတဲ့အချက်ကိုယူပြီးတော့ h ကိုရှာလို့ရတာမယ်။ပေးထားချက်အရာပေါ့နော်။၄ချို PR နဲ့ SQ တို့ဟာ B night စုံပါစေတော့ကိုပေါ့ကိုထည့်ရတဲ့ကြောင့်ပြီးမှစုံပါစေပေါ့နော်လေကျော် PR ရှိတယ်ပေးလာခြင်းတော့ down PBQ က95ဒီဂရီပေးထားတယ်ဒါကြောင့်မလို့ down PBQ ရဲ့ down RBQ ပေါ့လို့ရှိရင်180ဒီဂရီအဲဘယ်ကြောင့်ဆိုတော့ down ဖြောင်းဖြည့်ရဲ့ဆိုတော့180ဒီဂရီပြောထားပြီးသားပါ down PBQ က95ဒီဂရီဆိုပေးထားချက်ပါ တောက် RBQ ကကျွန်တော်ဒီမှာတောက်နံပါတ်ရေးထား alpha လေးရေးထား alpha နဲ့ထပ်တွက်မယ် YD alpha တောက်လိုက်ခါကျမှ85 degree ရပြီ alpha ရပြီဆိုတော့ဒီတတိကံ BRQ မှာတောက် BRQ က30 degree ဆိုပေးထားချက်ရှိတယ် alpha ရတောက် BRQ ရတောက် BQR ရပေါင်း80 degree ဆိုတော့ကအပဲကြောင့်ဆိုတော့တတိကံအတွင်းတော်များပေါင်းလိုက်ဖြစ်တယ် alpha က샤라85 degree ရမယ်တောက် BRQ 30 degree ပေးထားတဲ့ရှိရတောက် BQR ဆိုတာပုံမာရ x လို့ပေးထားတယ်တကယ်နဲ့샤라ခါမှာ x က 65ဒီဂရီထွက်လာမယ်။နော် ace လေးလည်းရပြီ။ ace နဲ့ y နဲ့ဘယ်လိုဆက်တွေ့လဲဆိုလို့ရှိရင် x or y ဟာအဝိုင်းပိုင်းရဲ့ sr နေမှာခံဆောင်ရတဲ့တောင်တနည်းအားဖြင့် x နဲ့ y ဟာစပိုင်းပြက် spqr အတွင်းမှာရှိတဲ့တောင်တွေဖြစ်တယ်။အဲကြောင့် x နဲ့ y နဲ့ကတူတယ်ဆိုတော့ရေးပေးရမယ်နော်။တို့ကြောင့်တောင် spr ပုံပါရ y equal to dot sq ဟာ x ပေါ့နော်။နောက် x ဆိုတာ65 degree ပြထားပြီးသားဖြစ်တယ်။ထို့ကြောင့် y ဟာ65 degree ရမယ်။ဒါနံပါတ်6ပို့စာလဲအဖြေက x ကလည်း65 degree y ကလည်း65 degree ရမယ်။ဒီကြီးက5ရဲ့စဝိုင်းပို့စာအကုန်ပြီးတော့ယူပေါ့နော်။စဝိုင်းတင်ကန်းစာမှာမှတ်ရမယ့်ချက်လေးတွေကိုတစ်ချက်ပြန်ပြီးတော့ recall လုပ်ကြည့်ရအောင်။ပထမဆုံးကစဝိုင်းဘဟုနဲ့လေးကျိုးဆက်တွေ့ချက်ပေါ့နော်။စဝိုင်းဘဟုကနေမှာလေးကျိုးပေါ်ဆွဲရတယ်။တောင်းမဲ့မြင်းဒီလေးကျိုးထောက်ပိုင်းဒီအပြန်လဲအဖြစ် ဘခိုကနေမှာလေးကျိုးပုံဆွဲထောက်ပိုင်းမင်းဟာလေးကျိုးထောက်တောင်းပန်ကြမယ်ဒီနှစ်ကြောင်းပေါင်းပြီးတော့ရေးမယ်ဆိုလို့ရှင်ပါလဲဆိုရင်လေးကျိုးတစ်ကြောင်းရဲ့ထောက်ပိုင်းတောင်းပန်ကြမင်းဒီစမောရဲ့ဘခိုကိုဖျက်သွားတယ်ဒါလေးမှတ်ရမယ်နောက်တစ်ချက်ကအလျားတူညီတော့လေးကျိုးနှစ်ကြောင်းဟာတဲ့ဘခိုမတူညီစွာကောက်ဝေးတယ်အပြန်လာအဖြစ်ဘခိုမတူညီစွာကောက်ဝေးတော့လေးကျိုးနှစ်ကြောင်းဒီအလျားတူညီကြသည်နောက်တစ်ခုကစဝိုင်းကျောင်းတစ်ခုအတွင်းမှာရှေ့ထောင်းတော်တော်ဒီတမန်တစ်ခုဖြစ်ဒီဆိုတာကိုမမီရပဲနောက်တစ်ချက်ကစဝိုင်းတစ်ခုမှာအဝမ်းမန်တစ်ခုကဘိုဟိုမခန်ဆောင်ရတောင်းဒီ ထိုဝန်ပိုင်းကကြံဝန်ပိုင်းပေါ်ရှိအမှတ်တစ်ခုနဲ့ခန်းဆောင်ရတောင်းရဲ့နှဆရှိနေဆိုတာကိုလည်းသိရမယ်။စွိုင်းပြတ်တစ်ခုအတွင်းရှိတဲ့တောင်းတွေဟာတူညီကြတယ်ဆိုတဲ့ချက်ကိုမှတ်မိရမယ်။ဒါကတော့စွိုင်းပြတ်တစ်ခုဒီမှာရှိတဲ့တောင်းမှာစွိုင်းပြတ်ကြီးစွိုင်းပြတ်ငယ်မှာဖြစ်လာတဲ့တောင်းပမာဏမတူဆိုတာပြောပြတာ။စွိုင်းပြတ်ကြီးအတွင်းမှာရှိတဲ့တောင်းတွေကတောင်းကျင်းဖြစ်တယ်။တနည်းအားဖြင့်စွိုင်းပြတ်ငယ်အတွင်းမှာရှိတဲ့တောင်းဟာတောင်းကျင်းဖြစ်တယ်။ ။အော်စဝိုင်းချန်တွင်းမှာရှိတောင်းဟာတောင်းမှဖြစ်တယ်ဆိုတော့တည်ပြီးတော့ပြီ။ဒီချက်လေးတွေဒီကမှတ်ထားရမယ်ပေါ့နော်။ mass to a khan nga swine ne patak sain da tingan sa le chin ga a long wo na le mai lo tin ma de a long de jo shi de so lo shi yin basket mm channel le wo jesus bi like subscribe share lo bi nai ma de naw tingan sa ga ra a khan 6 ye by the grace tutorial chang le wo sa bi le la ja ba me a long so ne chi shi bi jesus tin ma de bing la shi lo ni le chi ba si